ဖိုင်းယိုကိုရဲ့ပြည့်စဲရတဲ့အဓိကအကြောင်းရင်ဖိုင်းယိုကိုဟာဆွေးနော် Blank the Series ဇလန်တွေနဲ့တူပရိသတ်တွေရဲ့အချက်တွေအားလုံးကိုတင်ပိုက်သွားနိုင်ခဲ့တဲ့အတွေ့ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း Nine Star Company ရဲ့ရုံမှမှုတွေကြောင့်သူတို့အတွဲကပြတ်ဆဲသွားတယ်လို့သိရပါတယ်။ Nine Star Company ကသူတို့ရဲ့အမားတွေကို Fine Hugo ရဲ့အမားလို့သာလုပ်ခဲ့ပြီးတော့ Fine ကသာသူတို့ရဲ့ company နဲ့စာချုပ်ထပ်မချုပ်တော့တာပါဆိုတဲ့ပုံစံနဲ့အထင်လွဲအောင် လုပ်ခဲ့တာဖြစ်ပါတယ်။ Interview တစ်ခုမှာဆိုရင်လည်းသူကဘာမှမဖြေခိုင်းမဲနဲ့ Hugo သာပွဲထုတ်ခဲ့ပြီးတော့ Hugo ကလည်း Fine ကို တကယ်သဘောကျခဲ့ပါတယ်။ Fine အကြောင်းကိုပြောတာကဒါနောက်ဆုံးမှဆိုပြီးတော့ every chain တုန်းကဖြေရှင်းခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက CEO အစ်စ်ကခွဲခဲ့တယ်လို့လည်းပြောနေကြပါတယ်။သူတို့တွေအတူတူတရုတ်ဆောင်မှုလုပ်ထားခဲ့တဲ့ Four Element Series ကိုလည်းဖျက်သိမ်းခဲ့ပြီးသူတို့နေရာမှာတခြား couple တခုကိုအစားထိုးခဲ့တာပါ။တချို့ပြောကြတာကြတော့လေ CEO 1က fine ကိုတစ်ဖက်သက်ကြိတ်ကြိုက်နေခဲ့တာကြောင့် fine မျိုးကိုကိုခွဲခဲ့ရလို့သိရပါဗျ။သူတို့မှာဘာပြစ်မှမရှိဘဲနဲ့အခုလိုလူတွေရဲ့လုံရက်တွေကြောင့်အရန်ကုန်မှာချက်ဖို့ကောင်းတဲ့အတွဲလေးပြက်ဆဲသွားခဲ့ရတာပါ။ရှလာပိုင်း21ရက်နေ့မှာ fine နဲ့ Yugoro နဲ့ကပွဲတစ်ပွဲမှာအတူတူဖိတ်ကြားခံခဲ့ရပါဗျ။ အဲ့ဒီပွဲမှာလည်းဖန်တွေကဖိုင်းယိုကိုဆိုပြီးတော့အော်နေကသူတို့နှစ်ယောက်ကိုဆက်ပြီးတော့ support ပေးနေကြသေးပါပဲ။အရင်ကနဲ့မတူတော့တာတစ်ခုကတော့ဖိုင်းနာယိုကိုကိုပွဲမှာဂရုစိုက်ချက်မရှိဘဲနဲ့သူ့ဘာသာသူသားနေနေခဲ့တာပါ။ပရိသတ်တွေကဒါကြောင့်ဝမ်းနေနေကြပါရဲ့ဒါပေမဲ့လည်းအားလုံးကိုပြောချင်တာကဘာတွေပဲဖြစ်လာဖြစ်လာသူတို့နှစ်ယောက်ပြန်လာအောင်မယ်ဆိုတဲ့အတွေးလေးနဲ့ပဲဆက်ပြီးတော့ရှင်းကြလိုက်ရအောင်ပါနော်ဖိုင်ယိုကိုဆိုတာကပရိသတ်တွေရဲ့ယင်းထဲမှာထားပစင်ကြန့်ရှိနေခဲ့မဲ့အတွေးလေးဆိုတာလည်းယုံကြည်ပါရဲ့ရှင်